ကြောက်ပွဲသားလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့လူရေလဲတာလားလူလဲကြတာလားဆိုတဲ့ definition လေးကိုကျွန်တော်အရင်ဆုံးပြပြအောင်မယ်နော်။ ကျွန်တော်တို့ကလူရည်လဲလို့ရတယ်လူလဲကြလို့မရဘူးเนาะလူလဲကြတာတော့တစ်ခါပဲပေါ့ဗျာเนาะနောက်တစ်ခါကျရင်အဲ့ဒီကုံတွေကကြောက်ပေးခြင်းမှာပေးလိမ့်မယ်အဲ့တော့လူရည်လဲဖို့ဆိုတာကတော့ကျွန်တော်တို့ကဒီမှာကြောက်ဝိုင်းထဲမှာဘယ်ကုံတွေကတော့ဘယ်လိုမျိုးကြောက်တွေဝဲနေတယ်ဘယ်ကြောက်တွေကတော့ဈေးတန်းဘလောက်ရှိတယ်ဒါတွေသိဖို့ရန်အတွက်ကျွန်တော်တို့ကလူကိုယ်တိုင်းကြောက်ဝိုင်းထဲမှာရှိဖို့လိုတယ်ပေါ့ဗျာเนาะကြောက်ပွဲစားလို့မယ်ဆိုရင်အဲ့တော့ကြောက်ပွဲစားလို့မယ်ဆိုရင်နောက်ထပ်လိုလိုအပ်တဲ့အရေးချင်းတစ်ခုကတော့ကျွန်တော်တို့ကအဲကျွန်တော်အရင်ကပြောတာကမနာကြည့်လို့မရဘူးစကားတွေပြောပြရတယ်အဲတချို့ကလည်းပြောတာပေါ့ဗျာเนาะ အာဆရာကျွန်တော်ကတည်းကစကားနဲတာတဲ့မာနာကြီးတာမဟုတ်ပါဘူးတဲ့အဲ့တော့ကိုကကြောက်ပွဲစားလုပ်မယ်လို့ရွေးချယ်တယ်ဆိုလို့ရှိရင်တော့ကိုကစကားနဲနေတယ်ဥပမာ introvert ပေါ့ဗျာနော် introvert ဖြစ်နေတယ်စကားနဲနေတယ်ဆိုရင်တော့အဲကျွန်တော်တို့ကဒါပြင်လို့ရပါတယ်နော်စကားကိုပြောပြမဖြစ်ပါနဲ့ကုံတွေတရားကိုတွေ့လို့ရှိရင်ကုံတွေကနှုတ်ဆက်တာကိုမဆောင်မနဲ့ကိုကိုတိုင်းကပထမဆုံးနှုတ်ဆက်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကြောက်ဝဲနေမှာဆိုရင်တော့ဟာအစရိမင်္ဂလာပါနေကောင်းလားအဘာကြောက်နေရှိလဲစတဲ့အပြင်ကိုကစပြီးတော့မှနှုတ်ဆက်ရမှာဖြစ်ပါတယ်ကိုကစပြီးတော့မှစကားပြောရမှာဖြစ်ပါတယ်နော်ပြီးလို့ရှိရင်ကြောက်တွေတိုက် တဲ့အခါမှာလည်းပဲရောက်တက်ရရစကားလေးတွေပြောပြီးတော့မှကျွန်တော်တို့ပွဲတိုက်တယ်ဆိုလို့ရှိရင်တော့ဒါက အဲအလုံးမတန်အဲဘယ်လိုခေါ်မလဲအစင်ချောတာပေါ့ဗျာနော်အစင်ချောတယ်ဆိုပါတော့ဒါအစင်ပြေတာပေါ့ဗျာအဲ့တော့ကိုကစကားမပြောဘဲနဲ့ဟာလာခက်တီတီနဲ့နေနေဆိုလို့ရှိရင်ဟာလာကုံတရားကြတော့အဲသူကစကားနဲ့တယ်လို့မမြင်တော့ဘဲနဲ့မာနာကြီးတယ်လို့မြင်တာပေါ့ဗျာနော်ပွဲစားလုပ်မဲ့သူတွေလူရင်လဲဖို့လိုတယ်မာနာမကြီးပါနဲ့စကားများပြောဖို့လိုတယ်ပြောမှာသူများပေါ်မလိမ်ပါနဲ့ကလိန်ကချင်းမကြပါနဲ့အားကြီးလည်းပြောချင်တယ်ဒါတည်းကတော့ပွဲညွန့်များများမခုန်နဲ့အားကြီးလည်းပြောချင်ပါတယ်နော်အားလုံးကျေးဇူးတင်တယ်နောက်ထပ်ဘလော့တွေမှာပြန်လဲတွေ့ပါ OK，好嘞，拜拜。